ကြည်တင်ညွန့်ရဲ့စာများစုစည်းမှုကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီတစ်ပတ်မှာတော့တာဝန်ရခွင့်လွှတ်၍ရသလားဆိုတာလေးကို တင်ဆက်ချင်ပါတယ်ရှင်။ ီစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးအားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်။ကျွန်တော်မိကအိုက်မန်အကြောင်းဖတ်မိတယ်။ညကတညလုံးအိတ်မရတော့ကျွန်တော်အတွေ့အထဲမှာလူသေးပုံကြီးတွေတနာစရာမျက်နာတွေပေါ်နေပြီးခြောက်နေတယ်။ဒုတိယကဘာစစ်ပုံရိပ်တွေကရုပ်ရှင်တွေတဲကလို့ကျွန်တော်ကိုခြောက်နှံ့နေတယ်။ကျွန်တော်ကိုစိုးမိုးနေတာက မေကုံးမမေးတတ်သူ မေကုံးမထုတ်တတ်သူ The man who doesn't question ဆိုသည့်ကောက်ချက်တစ်ခုကို ဟန်အာရန်ဆိုတဲ့စာရေးဆရာမကသူ့ရဲ့ Icon in Jerusalem A Report on the Penalty of Evil ဆိုတဲ့1963ခုတုန်းစာအုပ်မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ Icon လို့လူမျိုးကိုစာရေးသူကမေးခွန်းမမေးထက်သောသူတနည်းအားဖြင့်အမိန့်တိုင်းလိုက်နာသူတယောက်လို့ကောက်ချက်ဆွဲခဲ့တယ်။ The man who doesn't question ဆိုဒီမှာမေးမြန်းမှုမရှိသူမတွေးတောတတ်သူမေးခွန်းပြန်မထုတ် ပြောသည့်အတိုင်းလုပ်သူပြောသည့်အတိုင်းယုံကြည်လိုက်နာသူဆိုသည့်အတိတ်ပဲလဲစောင့်ပါတယ်ဥပမာပြရရင်ပညာရေးမှာဆရာပြောတာမှန်တယ်များအမှန်တွေဖြစ်တယ်မိကွန်းပြန်ထုတ်စရာမလိုလက်ခံရမယ်အုပ်ချုပ်ရေးမှာအစိုးရပြောတာအမှန်ခေါင်းဆောင်ပြောတာအမှန်သူပြောသည်များနာခံရမယ်ယုံကြည်မှုမှာ မိဘတက်ကြီးရွယ်ကိုဖုန်းကြီးတွေပြောသည်များအမြင်မှန်တယ်လိုက်နာရမယ်ဆိုတဲ့သဘောပဲဖြစ်တယ်ဒသနဆရာကြီးတွေဖြစ်တဲ့ဖလီတိုနဲ့ဆော့ခရစ်တီတို့က that an examined life is not worth living လို့ကောက်ချက်ချခဲ့တယ်။မိကိုမထုတ်မစင်စားပဲရှင်သန်ကြတဲ့ဘဝကအသက်ရှင်နေတော့လည်းပဲတန်ဖိုးမဲ့တယ်လို့ဆိုလိုပါတယ်။မိကိုမထုတ်တတ်တဲ့သူတွေကတိုးတက်မှုမရှိ အမားထဲမှာပိတ်မိနေတယ်။အမှန်တရားနဲ့ကင်းဝေးနေတယ်လို့အနောက်တိုင်းပညာရေးမှာယူဆပြီးတင်ကြားသမျှရဲ့နောက်ပိုင်းမှာတင်ယူသူတိုင်းကမိကိုထုတ်တက်ဖို့အားပေးတဲ့ပညာရေးစနစ်လမ်းကြောင်းကိုကူးပြောင်းခဲ့တယ်။ရလက်ကတော့တိုးတက်တီထွင်ထိုးပေါက်ထွက်နိုင်သူတွေများပြားလာခြင်းပဲဖြစ်တယ်။ ဆိုင်ဆာမဟာနာကတော့ထို့သောမိကုံမထုတ်တတ်သူတွေကိုစဉ်စားတတ်မှုမရှိခြင်း thoughtlessness လို့ဆိုပါတယ်လူပောင်လောကမှာမိကုံမထုတ်တတ်တဲ့သူတွေတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့စိတ်သက်သွတ်သွင်းခြင်းခံရတဲ့သူတွေကိုဘာလို့လို့လုံမန်းမစဉ်းစားနိုင်တဲ့သူတွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးခြင်းခံရရင်အဲ့ဒီလူပောင်ကဖြည့်ဆည်းခြင်းကိုရောက်မှာအမှန်ပဲဖြစ်ပါတယ် thoughtlessness နဲ့ ignorance ကမတူပါဘူး တနည်းပြောရရင်စဉ်းစားတတ်မှုမရှိခြင်းနဲ့မိုက်မဲခြင်းကမတူပါ thoughtlessness စဉ်းစားတတ်မှုမရှိခြင်းဆိုတာက ကိုကျင်တရားဆိုင်ရာလူကျင့်ဝင်ဆိုင်ရာယုတ်တိနီးဆိုင်ရာတွေးခေါ်ပုံစံအတိုင်းမတွေးတတ်ခြင်းပဲဖြစ်တယ်အမိန့်အတိုင်းညှင်းဆိုခြင်းမရှိခိုင်းသည့်အတိုင်းလိုက်လုပ်ခြင်းပဲဖြစ်တယ်မိုက်မဲခြင်းဆိုတဲ့ ignorance သို့မဉာဏ် foolishness ဆိုတာကတော့ကိုယ်တိုင်ကဉာဏ်ပညာနည်းပါးတာပညာမတတ်တာပညာသင်ယူနိုင်ခွင့်မရှိတာမသိခြင်းကြောင့် စဉ်းစားဆင်ခြင်နိုင်မှုပြတ်သုံးတာကိုဆိုလိုတာဖြစ်တယ်။မိုက်မဲခြင်းကမတိလို့လုံးမိပါတယ်ဆိုတဲ့ဆင်ခြင်ကိုဖြစ်စေတယ်။စာရေးဆရာမဟာနာကတော့ thoughtlessness leads to moral irresponsibility လို့တတ်သိထူပါတယ်။ Ike Man ကအမိန့်တိုင်းလိုက်နာတာပါလို့ဆိုပြီးတော့သူကျွလွန်ခဲ့တဲ့ပြင်မှုကြီးအတွက်တာဝန်ယူမှုတာဝန်ခံမှုကိုညှင်းပယ်တဲ့သူတူဖြစ်လာကြောင်းကို ထောက်ပြကြတယ်။ reference အနေနဲ့ဖတ်ပြရမယ်ဆိုရင် he is someone who hides behind orders to avoid personal responsibility for evil Nuremberg စစ်ခုံရုံးမှာဒုတိယကမ္ဘာစစ်အတွင်းပြစ်မှုကျူးလွန်ထားတဲ့နာဇီတွေကိုတရားစွဲတဲ့အခါမှာ I was just following orders လို့သာထွက်ဆိုကြတယ်။အမိန့်ပေးလို့လုပ်ရတာပါလို့ပြောတော်လဲပဲနိုင်ငံတကာတရားရုံးက International Court of Justice ကတော့မကောင်းမှုတွင်ပါဝင်သူသည်အမိန့်ဖြစ်ပါစေလူမှုရေးရာတာဝန်ရှိသည်လို့အမိန့်ချပါတယ်။ participation in level even an orders carries more responsibility လို့အမိန့်ချတယ်။ထို့ပြင်အမိန့်ဆိုတိုင်းပြည့်မှုကိုအကာအကွယ်မဖြစ်နိုင်ဘူး။အထက်ကခိုင်းပြီးဖြစ်စေမိမိပြုလုပ်တဲ့အပြုမူအတွက်တာဝန်ယူရမယ်လို့ဆိုပြီးအမိန့်ချပါတယ်။ပညာရေးကအရေးကြီးပါတယ်။ပညာရေးမှာ the man who doesn't question ဆိုတဲ့သူတွေကိုမွေးထုတ်ပေးလိုက်မယ်ဆိုရင်စိုးကျိုးနေတဲ့ဘာတွေဖြစ်လာနိုင်တယ်လဲ။ the man who doesn't question ဆိုတဲ့သဘောတရားက and critical education ဆိုတဲ့သဘောတရားတစ်ခုပဲဖြစ်တယ်။ခေတ်သစ်ပညာရေးစနစ်နဲ့လုံးဝမကန့်ညီတဲ့အတွေးအခေါ်ပုံစံလည်းဖြစ်တယ်။မေးခွန်းမထုတ်ရတဲ့မေးခွန်းထုတ်ခွင့်မရှိတဲ့မေးခွန်းမမေးရတဲ့ပညာရေးစနစ်ကြီးဆက်ပြီးရှင်သန်နေမယ်ဆိုရင်တိအာဏာရှင်စနစ်ကိုတက်သွင်းဖို့အကောင်းဆုံးပညာရေးစနစ်ကြီးဖြစ်သွားနိုင်တယ်။နှစ်ငါတို့လောက်တာမှန်မှမလားငါတို့ကိုအုပ်ချုပ်နေတာမှန်သလားဆိုပြီးတော့မစင်စားတတ်တဲ့ဘာခံခံလောက်မယ်ဆိုတဲ့လူဒန်းစားတွေကိုမွေးထုတ်ပေးရရောက်တယ်။သုံးအမှန်တရားကိုမရှာဖွေတတ်တဲ့ မနဲ့မန်ကိုခွဲကြရကောင်းမှမသိတဲ့လူတံပိုးကိုဖျောက်ချင်းခံရတဲ့လူပေါင်းကြီးဖြစ်သွားနိုင်တယ်လေဒီမိုကရေစီကိုနားမလဲတဲ့ရွေးကောက်ပွဲမှာစဉ်းစားဉာဏ်မရှိမဲပေးတတ်တဲ့သူတွေများလာမယ်တနည်းပြောရရင်ဒီမိုကရေစီပြတ်သုံးမယ် without thinking we are little better than animals ဆိုတဲ့စကားကိုကျွန်တော်တို့မကြခဏကြားရပါလိမ့်မယ်အဲ့ဒီစကားကတွေးခေါ်စဉ်းစားတတ်မှုမိမြအရေးကြီးချောင်းကိုပြဆိုပါတယ်စဉ်းစားတွေးခေါ်ခြင်းမရှိရင်လူသားသည်တရိတ်ဆန်တဲ့အနေငယ် တာတော်သူတွေအနှဲငယ်သာတာတော်သူတွေဖြစ်လိမ့်မယ်လို့ဗော်ထရားကပြောတယ်ဆိုတော့လည်းပဲဗော်ထရားရဲ့စာပေတွေမှာတော့အဲ့ဒီလိုပြောထားတယ်ဆိုတဲ့အထောက်အထားကိုသိမတွေ့ရဘူးအရစ္စတိုတယ်ကလည်းလူသားတည်တဘာဝအားဖြင့်စင်ချင်တုံတရားရှိတဲ့တိရစ္ဆာန်ဖြစ်တယ်လို့ပြောထားတာကိုလည်းစင်ချင်ဖို့ရရှိပါတယ် man is by nature irrational animal လို့ပြောပါတယ်ဒါကြောင့်မစင်စားမစင်မချင်းလောက်ချင်ရလောက်မယ်ဆိုရင်တော့တိရစ္ဆာန်ဒါလင်းဖြစ်ပါလိမ့်မယ်တင်ညော့ 25ရက်လေးလ2025ဆရာကြီးတင်ညွန်ရဲ့မေတ္တာနဲ့ရေးသားထားတဲ့စာလေးထုတ်ပဲဖြစ်ပါတယ်ရှင်ဒီစာလေးကိုဖတ်ရှုပြီးအတွေ့တွေဆက်ပွားပြီးတော့မှပညာရှင်မြင့်တဲ့မြင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်နောက်ထပ်လည်းဆရာကြီးရဲ့စာကောင်းများကိုဆက်လက်ပြင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ